်အလင်းလေးကိုနှိပ်မယ်ပေးထားတဲ့လင်းကိုနှိပ်မယ်လေးပြီးတော့ရှင်ဘာတွေ့မလဲဆိုတော့ဒီမှာ resistor owner owner resistor လုပ်တဲ့ဟာပေါ့နော် ပြီးတော့ရှင် resistor business အဲ့ဒါက installer ကောင်း resistor register business ဆိုတာ installer ကောင်း installation OEM provider အပြူရန်တလီယာမနီဖက်ချာเนาะဒီမှာလောက်အောင်ပါဒီမှာကျတော့ owner ဆို resident owner ပေါ့เนาะဒါက subscription တွေပေါ့ဒါကကျွန်တော် installer အနေနဲ့လောက်အောင်ပါ င်းင်းဆိုတာနေနဲ့ဒါကိုရစတာလုပ်မယ်ဆိုတော့နှိမ့်တာမယ်နှိမ့်လို့ရှိရင်ကုမ္ပဏီမှာတော့ပေါ်တယ်ကုမ္ပဏီမှာပေါ်ဒီမှာ screen တစ်ခုလုံးပေါ်တဲ့အတွက်ဘယ်မှာတော့တော့ကြည့်အောင်လဲဆိုတော့ဒီမှာပေါ်လာဒီဘက်ကိုလှည့်တယ်နော်အမှ Asia Pacific user ဆို confirm နှိမ့်လိုက်မယ်နှိမ့်ရလို့ရှိရင်ဒါ enter enter email လို့ရအောင်ပြီးသွားလို့ရှိရင် enter account information လို့ရအောင်ပြီးသွားလို့ရှိရင် ပြီးတော့ရရှင် under business inform လို့ပါမယ်ပြီးတော့ register လုပ်မယ်ပေါ့နော်အဲ့တော့ email ကိုထည့်မယ်ဟာရထားလိုက်မယ်ဒီပြီးတော့ရရှင် code ကို sense လုပ်မယ် code ဆို sense လုပ်မယ် sense လုပ်ပါပြီအဲ့တော့ကိုယ့်ရဲ့ email မှာ gmail gmail မှာတွားပြီးတော့ code တွားကြည့်မယ်ကြည့်လို့ရှင်အဲ ကောက်တောင်းတက်နော်အဲကောက်ပေါ်လာပြီနော်ကောက်ကပေါ်လာပြီတူတူဟောကောက်ပေါ်လာစငါစကလန်ကြံရဲချောင်းနေနေအချောင်းနေနေတုံညာတက်ရှစ် next ဟုတ်ပြီဒီမှာကိုယ့်ရဲ့ name ပေါ့နော်ကိုယ့်ရဲ့ name ဆိုတော့ခြောက်ပါတော့ကျွန်တော်က synergy DC ဆိုပြီးကျွန်တော်ရေးတာ speed ချောင်းနော် user name လို့ရေးတာမယ် synergy DC ဆိုပြီးကျွန်တော်ရေးတာ synergy teaching center တူတော့ပေါ့နော် အာ password ကတော့တီးပါလို့ရှိရင် next ကိုနှိပ်ပါအဲ့တော့အာ business info ထည့်ရမယ် business info ကဘာမှအင်္ဂလိပ်လို business name ပေါ့နော်အဲ individual ပေါ့ enterprise business.enterprise individual ဒါတော့ရတယ်ဒီမှာအောက်မှာက insulation OEM provider လားဒါမှမဟုတ် delivery လားဒါမှမဟုတ် distributor လားလို့ရမယ်ကျွန်တော် insulation OEM provider ကိုရှိမယ်ပြီးရောလို့ရှိရင် enterprise individual ဒါပြဿနာမရှိဘူး business name ကို signage ဆိုင်နေ TC ဆိုပြီးရောလို့ရမယ်ပြီးရောလို့ရှိရင် next name အမှ finish login ဖြစ်သွားပြီเนาะ finish login ဖြစ်သွားပြီဆိုရင်အာဒီမှာဒီမှာပြန်ဝင်လို့ရတယ်ပေါ့เนาะပြန်ဝင်လို့ရတယ်စောင်းလို့ပြပါရင်ခုနက s y n e r g y synergy.deachchc center ကျွန်တော်တို့က plan ကို plan ကို data တော့ဗာမထည့်ရသေးဘူးဆိုရင်တော့ commissioning နေထားနေရှိနေမယ်။နောက်ပြီးတော့ data logger ထည့်ထားပြီး wifi မချိထားဘူးဆိုရင်တော့ commissioning နေနေရှိနေမယ်။အဲ့တော့ကျွန်တော် set ကို site ထဲမှာမစင်ခင် data logger နံပါတ်ကိုယူပြီးတော့နောက်ပြီးတော့ကိုက site ရဲ့ location ပေါ့နော် location ကိုရိုက်ထည့်ရင်ထည့် မထည့်ဘူးဆိုရင်အိုက်ဆိုက်ရောက်မှာပဲ location ဖမ်းလိုက်အဲ့ရဲ့နေရာကို location ဖမ်းဖမ်းယူရင်အဲ address တွေကိုထည့်လူနာမည်ခုနက plan number ကိုထည့်ပေါ့နော်ထည့်ပြီးတော့အဲ့ဒီမှာ data တော့ကာကိုစက်ပေါ်မတက်ခင်မှာ scan ဖတ်ရတော့လောက်ဒါမှမဟုတ် serial number ရှားရတော့လောက်ထည့်လို့ရတယ်အထည့်ပြီးမှဖြစ်မယ်ဆိုတော့ wifi မချိတ်ရသေးဘူးမချိတ်သေးဘူးဆိုရင်တော့ဖြစ်မယ်ဆို commissioning နေနေဖြစ်မယ်ပြီးတော့မှ wifi ကိုချိတ်လို့အဲချိတ်မယ်ပေါ့နော် ဘာလို့ထည့်ထားလဲဆိုတော့ဒါကဘာမှ editing မဖြစ်ဘူးဘာလို့လဲဆိုတော့ဒီဒါတော့ကလည်းမထည့်ထားဘူးဒါက simple အနေနဲ့ထည့်ထားတာနောက်တစ်ခုက create plan လုပ်ပြီးတော့နောက် plan တစ်ခုရတယ်ဆိုရင် create plan လုပ်ပြီးတော့ထည့်လိုက်လို့ရတယ်နောက်နောက် plan တစ်ခုအဲဆို plan တွေကတစ်ခုပြီးတစ်ခုတစ်ခုပြီးတော့ plan တွေကတစ်ခုပြီးတစ်ခုတစ်ခုပြီးတော့အာများလာနိုင်မယ်အဲဒီခုဒီခုပေါ့နော် ဖြစ်လာနိုင်မှာပေါ့နော်အဲ့တော့ကျွန်တော်ကတော့တစ်ခါကြာရင်သူ့ရှိမှာ wifi မတက်ရသေးဘူး wifi ရှိရှိမရှိရှိကျွန်တော်ကစင်းရင်နေတော့ဒီကောက်ထည့်ထားလိုက်တာပေါ့နော် wifi ရှိပြီဆိုတော့ဒီနေ့ကြာရင်တော့အမှားသွားပြီးတော့ wifi configuration လုပ်ရအောင်ပဲပေါ့နော်အခါကြာရင်ကိုကမသွားနိုင်ဘူးဆိုတော့ねသူ့ကိုလည်းလှမ်းပြီးတော့ဘယ်လိုလုပ်ရလဲဆိုလှမ်းပြောလို့ရင်ချိန်လိုက်လို့ရှိရင်ဒါရတယ်ပေါ့နော်ကိုကတော့အဓိကတော့ plan ထောင်ထားမယ် data locker ထည့်ထားမယ်ဆိုတော့ နောက်ပိုင်း wifi ချိန်ဖို့အတွက်အဆင်ပြေတယ်ပေါ့နော်အဲ့လိုမှ plan ကမထောင်သေးဘူး data log ကလည်းမထည့်ရသေးဘူးဆိုရင်တော့ဒါ plan plan ကို plan ကိုထောင်မယ်ပြီးတော့ data log ကထည့်ပေးရမယ်ပြီးတော့ customer ကိုဒါဒီ wifi နဲ့ချိန်ပြီးပါဆိုလမ်းပြောလို့ရတယ်သူကောင်းတော့ဝင်ပြီးတော့ပေါ့နော်ဆိုတော့အဲ့လိုလိုလုပ်လို့ရတယ်